တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ကောင်စီကဦးစီးကျင်းပနေတဲ့2024-2025ခုနှစ်ပညာသင်နဲ့တက္ကသိုလ်ဝင်စာမေးပွဲ Grade 12ကိုလွန်ကုံမြို့ကအထာကတိကျောင်းစာဆက်ဌာနကနေကျောင်းသူကျောင်းသား132ဦးကဝင်ရောက်ဖြစ်ဆိုနေတယ်လို့စစ်ကောင်စီကတင်ထုတ်ပြန်ပါတယ်။မနေ့ကမတ်လ18ရက်နေ့မှာမြန်မာစာကိုစတင်ဖြစ်ဆိုခဲ့ကြတာဖြစ်ပြီး Greeny ပြည်မှာတော့တပြည်နယ်လုံးအတိုင်းအတာနဲ့လွန်ကုံမြို့အထာကတိကျောင်းက စာစစ်ဌာနတခုသာကျင်းပနိုင်ခဲ့တာပါစစ်ကောင်စီခံကြရားပြည်နယ်ဝန်ကြီးချုပ်ဦးစုံမျိုးတင်တဲ့အဖွဲ့ကလည်းစာမျိုးပွဲဖြစ်ဆိုနေတာကိုလိုက်လံကြည့်ရှုအားပေးခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့2023 2024ခုနှစ်တက္ကသိုလ်ဝင်စာမျိုးပွဲကိုတစ်လေလုံးစစ်စစ်ရေးတိုက်ပွဲကြောင့်ဂရင်းနီပြည်မှာဖြစ်ဆိုနိုင်တာမရှိခဲ့ပါဘူး။မက်ရှလ18ရက်နေ့မှာမြန်မာစာဘာသာကိုဖြည့်ဆို့ပြီးမက်ရှလ22ရက်နေ့အထိဘာသာရပ်အလိုက်ဖြည့်ဆို့ကြမှာဖြစ်ပါတယ်။ 2024ခုနှစ်တနင်္ဂနွေလုံးအတိုင်းအတာနဲ့တက္ကသိုလ်ဝေစာမျိုးပွဲကိုဖြစ်ဆိုသူသသိန်း3000နီးပါးရှိခဲ့ပြီး2025ခုနှစ်ပညာသင်နှစ်မှာတော့3900နီးပါးရှိတာကြောင့်ဖြစ်ဆိုသူ8000ဝန်းကျင်ပိုများလာပါတယ်။